Hello ဒီနေ့မှာတော့ဆက်ဆက်လေးနဲ့တအားစားကောင်းတဲ့ကြက်တောင်မန်မာလာတုပ်လေးလုပ်ပါမယ်။ကြက်တောင်မန်လေးကိုစားအရသာမဟုတ်ပဲငံပြိုင်အကြီးအနောက်ကလေးနဲ့အရသာလေးနေပြီးတော့ခဏ15မိနစ်လောက်ညှပ်ထားလိုက်ပါမယ်။ပြီးရင်တော့အိုးထဲမှာသူ့အရေးလေးခန်းထားတဲ့အထည်ကိုတည်ပြီးပါမယ်။အဲ့မှာပြုတ်မဆလာနဲ့ငေကောင်းလေးကိုပါအနံ့မွှေးအောင်လို့ထည့်လိုက်ပါတယ်။အသားရေအရင်လေးခန်းသွားပြီဆိုတော့မှရေနွေးလေးထပ်ထည့်ပြီးတော့အသားချက်တဲ့အထိဆက်တယ်ပြီးပါလေ ပြီးရင်တော့စတော့ပါမယ်မာလာအနှစ်ကမာလာအမှုံရေပြီးတော့တရုတ်ဝဆလာရေထည့်ပါရစ်ကျွတ်တွန်ဖြူနဲ့ငေုတိအမဲ့ထောင်းနာလေးတွေကိုလည်းထည့်လိုက်ပါရစ်ငေုတိကိုအမဲ့မဟုတ်ဘဲနဲ့အစိမ့်သုံးလဲရပါတယ်ပြီးရင်တော့ရှာလကာရီလေးထည့်တယ်နှမ်းစီလေးလည်းနည်းနည်းထည့်ပါရစ်ပြင်းငပြားကြီးအကျဉ်းထည့်မယ်ကဲပြီးလို့ရှိရင်တော့အရသာလေးဝင်အောင်လို့နှမ်းဆောင်လို့လိုက်ပါရစ်ဒီမာလာအနှစ်ကအရသာရဲမလေးရဲ့အတွက်ကြောင့်မလို့အရသာမှုံလေးနဲ့ထထည့်ပါရဲအဆက်ကလေးနဲ့ထပ်လို့ရှင်လို့မာလာမှုံမှာထထည့်လိုက်ပါရဲ ကဲခုဆိုရင်တော့ထမင်းနဲ့စားလဲကောင်းအင်းလုံးလဲကောင်းမှာကောင်းเนาะ